ယ်ပေါ့နော်ဒီသုံးလုံးပေါင်းချင်းတုံညဒီသုံးလုံးပေါင်းချင်းတုံညကိုတုံညရဲ့နှက်ခတ်ဒီသုံးလုံးခွန်းလို့ကစားတယ်ကစားပြီးတော့မှသူ့ရဲ့ဘေးမှာငါးပရိတ်လို့သူရိုက်တယ်ပေါ့နော်ကဲဟုတ်ပြီဒါကပထမတစ်ကပ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒုတိယအကပ်မှာလည်းအဲ့လိုပဲတိုင်းမင်းကွာဝေးအတူတူပဲဒီသုံးလုံးပေါင်းချင်းဟာတုံညတုံညရဲ့နှက်ခတ်ဒီသုံးလုံးပေါင်းချင်းခွန်းလို့ကစားတဲ့အတွက်ကိုသူ့ရဲ့ဘေးမှာငါးပရိတ်လို့သူရိုက်တယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတိုင်းမင်းကွာဝေးအတူတူမှာနော် ဒီသုံးလုံးပေါင်းခြင်းဒီတုံညတုံညရဲ့နှက်ခတ်ဒီဒီသုံးလုံးပေါင်းခြင်းခွန်းလို့ကစားတဲ့တော့ကိုဒါဒီနေရာမှာဥနိုင်ငံငါးပရိလို့ကစားမှာပေါ့နော်ဒါကတနည်းပေါ့နော်ဒီသုံးလုံးပေါင်းခြင်းတုံညတုံညရဲ့နှက်ခတ်ခွန်းလို့ကစားတာ ਨੇ ဒီမှာငါးပရိနော်အဲ့ဒီကနေပြီးတော့ရှည်လိုက်ပေါ့1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 169 180 171 172 173 174 175 156 167 168 169 170 171 172 173 174 နော်ကြဟုတ်ပြီအဲ့ဒီကနေပြီးတော့ရှည်လိုက်ပေါ့နော်တင်းနေ3 4 5 6 9 8 9 10 11 12 13ဘင်မြောက်ပါလေနော်73ဘင်မြောက်ပါလေဒီသုံးလုံးပေါင်းချင်း3ည3ညရဲ့ကခွန်းလို့ဖြစ်လို့ဒီနေရာမှာ9ပြိတ်ဒါက9ပြိတ်ကစားတဲ့ဏီတဏီပေါ့နော်စီကြောတွေကတော့အထောက်တွေအကုန်အပြည့်စုံပါတယ်သို့တော့သူတို့နဲ့လုံရင်းလေးပဲဦးနိုင်ကကစားပြတာဖြစ်တယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်နောက်တစ်မျိုးကကြတော့ဦးနိုင်တို့ဒီမှာတိုင်မင်ကွာဝေးအတူတူပဲ ဒီသုံးလုံးငားလို့ထောင်လိုက်တဲ့အတွက်သူ့ဘေးမှာငားပဲဒီသုံးလုံးပေါင်းရင်ငားလို့ထောင်တယ်ငားငားလို့ထောင်တယ်သူ့ရဲ့ဘေးမှာပရိငားလို့ကစားတယ်အဲ့ဒီမှာတကက်ရှိတယ်နော်အဲ့တော့အဲ့ဒီကနေပြီးရီလိုက်ပေါ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငားနှစ်ခြောက်နှစ်ခုနှစ်နှစ်ချားတယ်ခုနှစ်နှစ်ချားပြီးတော့ねဒီသုံးလုံးပေါင်းရင်ငားသူ့ရဲ့ဘေးမှာလည်းငားပရိလို့သူရိုက်တယ်ပေါ့နော်ကြည့်ကောင်းပြီဒါဆိုရင်ဦးနိုင်တို့တတိယအကတ်မှာလည်းအဲ့လိုပဲတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငားနှစ်ခြောက်နှစ်ခုနှစ်နှစ်ချားတယ်နော် ဒီထိတ်စည်းသုံးလုံးပေါင်းခြင်းဟာငားလို့ဖြစ်တဲ့အတွက်ကိုသူ့ရဲ့ပြီးမှလည်းဒါငားပရိတ်လို့ဒါဥနဲ့ငားကစားရှင်တာပေါ့နော်ကောင်းပါတယ်သူ့အလေးနဲ့ဒါဒီလိုင်းလေးနဲ့ပေါ့နော်ထိတ်စည်းသုံးလုံးဒီသုံးလုံးပေါင်းခြင်းခွန်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 လို့ခွန်ဖြစ်ခြင်းသူ၄မျိုးကစားတယ်ပေါ့နော်ခွန်ဖြစ်ခြင်း၄မျိုးကစားတယ်ကြားထဲမှာသူ၃နှစ်ချားတယ်ပေါ့နော်၃နှစ်ချားပြီးတော့လေဒုတိယအကတ်မှာလေအဲ့ဒီလိုပဲဒီ၃လုံးပေါင်းခြင်းခွန်ဒီ၃လုံးပေါင်းခြင်းခွန် ဒီသုံးလုံးပေါင်းချင်းခွန်ဒီသုံးလုံးပေါင်းချင်းခွန်လို့ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဂျားထဲမှာလည်းအဲ့ဒီလိုပဲ၃နှစ်ချားတယ်ဒီသုံးလုံးပေါင်းချင်းခွန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 ်ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဟုတ်ပြီဒါကဦးနေကတိုင်မင်ကိုတင်လိုက်တာနော်တိုင်မင်ကိုတင်လိုက်တာတင်လိုက်တော့ကောင်းပြီဒါဆိုရင်တိုင်မင်ကိုအဲ့ဒီလိုတင်ပြီးတာနဲ့ခွန်ဖြစ်ချင်း၁မျိုး၂မျိုး၃မျိုး၄မျိုးလို့ကစားတယ် နော်အဲ့ဒီလိုကစားပြီးတာနဲ့ဦးနိုင်တို့ကပထမဦးဆုံးဒီဒီသုံးလုံးခွန်လို့ဖြစ်တဲ့နေ့ထဲမှာနော်ခွန်လို့ဖြစ်တဲ့နေ့ထဲမှာအဲ့ဒီနေ့ထဲမှာဦးနိုင်တို့ဒီမှာ၄ခါလို့ရှိတယ်၄ခါနော်ဒီ၄၄ရဲ့ဘေးမှာ86အတွင်းနဲ့၃ညပရိတ်လို့ရိုက်တယ်ရိုက်ပြီးတာနဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ဒီကနန်းလေး633ဆိုတဲ့ကနန်းဒီနော်ခုနဒီခွန်ဖြစ်ချင်းတွေရိုက်ခဲ့ပြီးတာနဲ့ တနစ်ချားပြီးတော့ဒီဘက်နှစ်မှာအဲ့633ဆိုတဲ့ကဏန်းကဘယ်နေရာကိုလာထွက်မှာလဲဆိုတော့ဦးနဲ့တော့ဒီမှာ83ညလို့ခွာတယ်နော်83ညလို့ခွာတယ်83ညလို့ခွာတယ်သူ့ရဲ့ဘေးမှာခွန်ဖြစ်ချင်းကြောင့်ခွန်ပရိတ်လို့ထောက်တယ်83ညခွာတယ်ခွန်ဖြစ်ချင်းကြောင့်ခွန်ပရိတ်ထောက်ပြီးတဲ့သူ့ရဲ့ဘေးမှာခုနတည်ခဲ့တဲ့ဒီကဏန်းလေးကဒီမှာလာပြီးအကွက်ရွှေဖြစ်နေကစားတယ်ဒါကပထမတကက်ဒုတိယကက်မှာလည်းဦးနဲ့တော့အဲ့ဒီလိုပဲခွန်ဖြစ်ချင်း၄မျိုးကစားတဲ့အတွက်၄ခါလို့ ကစားတယ်သူ့ရဲ့ဘေးမှာ68အတွင်းနဲ့တုံညာပရိတ်ပြီးတော့10ပရိတ်လို့ကစားတယ်ကစားပြီးတော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့68ဆိုတဲ့ကဏ္ဍဒီနော်အဲ့ဒီခွန်ဖြစ်ချင်း၄မျိုးကစားရတဲ့တစ်နှစ်ချာမှာပထမ10တုံညာလို့ခွာတယ်အခု81ခွာတယ်ခွန်ပြီးတာနဲ့သူ့ရဲ့ဘေးမှာခွန်ဖြစ်ချင်းကြောင့်ခွန်ပရိတ်လို့ရိုက်တယ်ရိုက်တာရဲ့ဘေးမှာအကွက်ရွှေ့ဖြစ်နေကစားတယ်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီမှာတတိယအကံမှာခွန်ဖြစ်ချင်းရလေ၄မျိုးကစားတယ် ကစားတော့ဒီပထမဦးဆုံးခွန်ဖြစ်တဲ့နှစ်ထဲမှာပဲနော်နှစ်ပိတ်မှာ၄ခါလို့ကစားတယ်၄ခါလို့ကစားပြီးတော့သူ့ရဲ့ဘေးမှာ68အတွဲနဲ့ပထမ၃ညပရိတ်ဒုတိယ၈ပရိတ်တတိယ၆ပရိတ်အဲ့လိုကစားပြီးတော့သူ့ရဲ့မြင်းကုန်းမှာရှိတဲ့ဒီ2 5 8ဆိုတဲ့ကဏ္ဍဒီနော်2 5 8ဆိုတဲ့ကဏ္ဍဒီဒီမှာပထမတုန်းက၈၃ညလို့ခွာတယ်ဒုတိယမှာ81ခွာတယ်အခုတတိယမှာ82လို့ခွာပြီးတော့ ခွန်ပရိတ်လို့ဒီမှာထောက်ထားတဲ့အတွက်ဒီနေရာလေးမှာဒါဦးနိုင်ကဒါ285ဆိုတဲ့ကဏ္ဍလေးကိုကစားခြင်းပါပေါ့နော်ကစားခြင်း